Miss Jewel Princess မြန်မာ2015ဆုကိုရရှိထားတဲ့အလှမယ်ခင်မိခါဟာတမိုးကြီးလက်ဝတ်ရတနာတွေဆင်မြန်းထားတဲ့ဝတ်စုံစုံနဲ့စင်ကာပူနိုင်ငံကဆင်မြန်းထက်မှာရှင်ပြိုင်တော့မှာပါ Jewel Princess ဆုကိုရယူဖို့မျှော်မှန်းထားတဲ့မြန်မာအလှမယ်လေးခင်မိခါတယောက်သူရပြင်ပါလို့မှာပါလေမြန်မာနိုင်ငံမှာထွက်ရှိတဲ့ဗရမများနဲ့ကြောက်စိန်တွေကိုအဓိကလေ့လာထားပြီးဒိုင်းတွင်မေးရဲ့မေခွန်းတွေကိုယုံကြည်မှုရှိရှိဖြေသွားမယ်ပြိုင်ပွဲရဲ့ထူးခြားချက်ကဂျီကူးဝတ်စုံဝတ်ဆင်မှုမပါပဲ မြန်မာနိုင်ငံကိုစားပြုတဲ့ယဉ်ကျေးမှုနဲ့တည်ရန်စတဘောကျွေးဝါမှုဖြင့်ရန်နာဝစ်စင်မှုတွေကိုပါရှင်ပြန်ရမှာဖြစ်ပါတယ်။ တခြားဘွဲ့တွေနဲ့မတူဘူးကွဲပြားတာဆိုတော့ညီမတို့ကအခုကနစ်ဂျူဝဲပရင်းဆက်စ်ပေါ့နော်အဓိကသူဆင်းစုမဝေ့ရဘူးသူကအာဥပမာညီမမြန်မာနိုင်ငံကိုစားပြုအနေနဲ့ရှင်ပြရမယ်မြန်မာရဲ့ပေါ့နော် အမျိုးသမီးတက်ရောက်ရဲ့ culture အဓိကရင်ကျေးမှုသူတို့နိုင်ငံရဲ့ပေါ်တယန်လာတာပေါ်ကျော်ဝါကြောင့်အဓိကထုတ်ဖော်ပြသရမယ်ပြီးတော့ဂျူဝဲတွေဝစ်စင်ပြီးပြသရမယ်အဓိကဂျူဝဲတွေပြသရမယ်ပေါ့နော်နောက်တစ်ခုကဒီမှာစုကြည့်တွေအများကြီးပါတယ်ရှင့်ဟုတ် အဲ့ရလာမဲ့ဆူဂျေတွေကိုလည်းညီမဒီကိုဒီမှာပြန်ပြီးပေါ့နော်ရေဘေးရေဘေးကယ်ဆယ်ရေကိုညီမပြန်ပြီးလှူဒန်းမှာပါဟုတ်ဟုတ်ကဲ့ဝစ်စုံတွေရလာရင်ရနာစင်မြန်းပြီးလမ်းလျှောက်ရမယ့်ပုံစံတိုင်းကိုတေချာလေ့ကျင့်ပြီးမှဖြစ်တယ်လို့မစ်မြန်မာဆိုတဲ့ဂုံတိတ်ခါနဲ့ညီဆက်လက်ရပ်တည်နိုင်မှုအရေးကြီးတယ်လို့လှနှူထွန်းကပြောပါတယ် ။တန်းတို့အနေနဲ့ကသူ့ကို train လုပ်ရမယ်အပိုင်းက costume နေရပြီးသွားပြီဆိုလို့ရှိရင် jewelry နဲ့ဘလုံမျိုးပေါ့ကွာလမ်းလျှောက်မယ်လဲစင်ပေါ်မှာဆိုတော့တန်းတို့ကအဲ့ဒီအပိုင်းကိုပဲတန်းတို့ specialize လုပ်သွားပါမယ်။တန်းတို့အနေနဲ့သူသူ့ရတာမရတာအဓိကမဟုတ်ဘူး miss ပြန်မှာတယောက်အနေနဲ့ပြန်လာတဲ့အချိန်မှာဆက်လက်ပြီးတော့တိုက်ခါရှိစားနဲ့ရက်တီနိုင်မှုစိတ်ဓာတ်ကောင်းကောင်းနဲ့ရှိနေဖို့ကအရေးကြီးပါတယ်ရှင်။တန်းတို့ခင်မေခါကိုဒါလေးတစ်ခုပဲပြောပေးရစီရှင်။ American နိုင်ငံခြေဆိုင်ကြောမျက်ရည်နာကုမ္ပဏီရဲ့ ဒုတိယအကြိမ်နှစ်ပတ်လည်ထိမ့်မှတ်နဲ့ပြုလုပ်တဲ့ဒီပွဲကိုစက်တင်ဘာ6ရက်နဲ့9ရက်နှစ်ရက်ကြာပြုလုပ်မှာဖြစ်ပါတယ်။အရှေ့တောင်အာရှကအလှမယ်ရီပအဝင်ရှင်ပြိုင်မဲ့ဒီပွဲမှာဇန်နဝါရီနဲ့အလှဆင်ထားတဲ့ National Costume နဲ့စတင်ရှင်ပြိုင်ရမှာဖြစ်ပြီးဒုတိယနေ့မှာတော့ American Dollar 1000ကနေ9000ကျော်တန်ဖိုးရှိတဲ့ဇန်နာအစ်စ်တွေနဲ့ရှင်ပြိုင်ရမှာပါ။ပထမဆုကို Dollar 8000ဒုတိယဆုကို Dollar 4000နဲ့တတိယဆု Dollar 2000တက်မှတ်ထားပြီးမြန်မာအလှမယ်ခင်မေခကတော့ ရလာတဲ့စုကြီးတွေကိုရေဘေးတင်ဒေသတွေမှာလှူဒန်းသွားမှလည်းဖြစ်ပါတယ်။